မင်္ဂလာပါရှင်။ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့လုံခြုံရေးအတွက်နျူကလ িয়ার နဲ့အခြားဆွမ်းအင်များရင်းနှီးမြှုပ်နှံထားရမယ်လို့နာဆကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ဆွမ်းအင်တွေအရင်မြင့်လုံခြုံရေးကိုအလေးနဲ့စဉ်းစားရမှာဖြစ်တာကြောင့်ပြန်လည်ပြေဖြူမြေဆွမ်းအင်နျူကလ িয়ার နဲ့အခြားဆွမ်းအင်ကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံမှုများလှုပ်ထားရမှာဖြစ်ကြောင်းနာဆကဥက္ကဋ္ဌဦးချုပ်မှုကြီးမေအောင်လိုင်ကပြောပါတယ်။ မရှ22ရက်ကနေပြည်တော်မှာပြည်လို့တဲ့2025အလွန်ဗဟုဝင်ယူကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသက်ဆွေးနွေးပွဲတွင်ပြောကြားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဗဟုဝင်ယူခေတ်ကြီးတွင်ပါဝါအရွေများဖြစ်ပေါ်ပြောင်းလဲမှုမြန်ဆန်လာတဲ့အတွက်ပြည်တွင်းတည်ငြိမ်ရေးဟာအဓိကကြကြောင်းသတင်းတုသတင်းမှားများတိုက်ဖြတ်ရန်လိုပြီး မီဒီယာအတတ်ပညာဒုတက်အောင်ဆောင်ရွက်နေနိုင်ငံသားဩဇာအရှိန်တက်ရောက်ရေးဂျိုးမတ်နေမှုများအပေါ်ကိုလည်းတုံ့ပြန်ဆောင်ရွက်ကြရမယ်လို့၎င်းကထည့်သွင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။